တနိုင်ကလုံးနဲ့ရှင်နဲ့เนาะဟိုတက်ပေါင်းစုမျိုးတွေမျိုးတွေနဲ့ပေါ်လာပြီးတော့မှဒီဘယ်ဒေတာရောဘလို့စထရီယိုเนาะဖိမဲ့ဘယ်ဒေတာဖောက်ဖောက်လေးထားမယ်ဘယ်နေရာကိုအဓိကလုံးမယ်ဘယ်နေရာရော့ခွာထားမယ်ဒီလိုမျိုးဝါတကယ်ကိုစစ်ပွဲတန်တဲ့တနိုင်ကလုံးဆိုင်ရတာ ဟေးယောအလုံးပဲမင်္ဂလာမနက်ခင်ဗျာအော်တိုဘာလ25ရက်နေ့ရက်အထူးသတင်းများကိုပထမဆုံးတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့တမင်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်အော်တိုဘာလ9ရက်နေ့တွင်မန္တလေးတိုင်းမင်းချမြို့ပေါ်မှအင်အား300ခန့်ဖြစ်ညံပင်ရဖက်တော့ထွက်လာသောအချမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များက ရွာကြီးရွာမှစတင်ပြီးစစ်ကြောင်းတွားရလမ်းလျှောက်ကိုအောက်တိုဘာလ23ရက်နေ့အထိဘုံတီ59လုံးကြီးချက်တိုက်ခိုက်ကြောင်းသိရှိရပါတယ်ရင်တိတ်ခိမှုအတွင်အကြံဖက်စစ်ကောင်စီစစ်ခွဲဖက်မှအမြအပြာထိခိုက်တိုက်စုံမှုရှိပြီးအရေးအတွက်အတိအကျကိုအတိပြုတ်နိုင်ခြင်းမရှိသေးကြောင်းလက်ရှိအချိန်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းဒီလှုပ်ဖြုတ်ကြေးရွာတောက်ရောက်ရှိနေကြောင်းသိရှိရပါတယ်စစ်ခွဲတိုက်စရင်ကတော့အတိအကျမတိဘူး ဒဏ်ရာရတဲ့စစ်ခွေးတွေပြုတ်ခွေးတွေကိုမင်းချန်စေးယုံကိုတေသွားတာတော့တော်တော်များတယ်ပထမဆုံးနေ့မှာညံပင်ရွာပွဲမှာအလုံး20လောက်ချလိုက်တာဆိုတော့တော်တော်ထိတယ်ညံပင်ရွာအဝီမှာချတာမှာတော်တော်ထိတာအဲ့ဒီမှာထိတာတွေကိုအင်းစီကတုံးစီနဲ့တေသွားတာအင်းအားကများတယ်ညံပင်ရွာကနဲ့ရွာကြီးဖက်လမ်းဆောင်အထိလမ်းတလျှောက်ချထားတာအခုဆိုရင်ညံပင်ရွာရွာကြီးကန်တောင်တာယာကုန်းနဲ့ကုန်းတာအကုံကျော်သွားပြီဟုတ် မင်းချင်ကရင်အပတိတိတ်ခြင်းပါတရင်ထုတ်ပြန်ထားပါတယ်။တပ်ပုံမှာမင်းတဲ့ time စစ်ခွေးတွေအများကြီးပဲ။ဗီဒီယိုထဲမှာတော့၃ဖွဲ့လောက်ရှိတဲ့စစ်ခွေးတွေအများကြီးပဲ။၅၀နှလုံးကြေချရဲဆိုတော့အနည်းဆုံး90လောက်ပါသွားမယ်။တေးချရဲ။ဒီစစ်ခွေးတွေနေတဲ့ပုံစံကအဆုလေးနဲ့နေကြတာ။အဲ့ဒါကြောင့်90ကတော့အနည်းဆုံးတေးမှာ။ကောင်းလေးတေးတတင်းနောက်တတင်း။အမျိုးသမီး20ကျော်ကိုအောက်စုဖွဲ့အတ္တမပြုတ်ချင်းခိုင်းခဲ့တဲ့ဘူမှုကျော်မင်းအပါအဝင်။ စစ်ခွေးနစီချိုဟာမလိုက်မြုပ်နေတိတ်ပွေးမှာတည်ဆုံခဲ့ပြီးငါးကောင်ကိုအရှင်ဖမ်းမိခဲ့တယ်လို့မင်းချန်ခရိုင်တရင်လေးနဲ့တဆေတရင်မှုကပြောပါတယ်တောင်တမြုပ်နေရုံးစီကြီးရွာကအသက်16နှစ်အရွယ်ကနဲ့အသက်60ဆအရွယ်အထိ အမျိုးသမီးကတို့ဦးကိုစတင်ဘာလာစီယန်နီကနဲ့16ရက်နေ့အထိစစ်ကောင်စီကဖမ်းဆီးအဓမ္မပြုတ်ချင်ခဲ့တယ်လို့သိရှိရပါတယ် ဒါပင်တံဘူးရမလေးအမျိုးသမီးငယ်တချို့အတမပြုတ်ချင်းခံခဲ့ရသေးတယ်လို့ဖန်စီရမိတဲ့စစ်တုံးပိုင်ရဲ့ထွတ်ဆူချက်အရာတိရတယ်လို့တိတ်ရင်မှုကပြောပါတယ်။အေဒီနောက်စစ်ကြောင်းဟာမလှိုင်မြုပ်နေဖက်ကိုထွက်ခဲ့ပြီးနောက်အင်ဂျီတိုရွာကလည်းစစ်ကြောင်းထုကအသက်16နှစ်အရွယ်အမျိုးသမီးကိုအုပ်စုဖွဲ့အတမပြုတ်ချင်းခဲ့ကတပစ်ခဲ့တယ်လို့သိရှိရပါတယ်။ဘူမှုကြောင့်မင်းစုတဲ့လူကမင်းကလေးတွေကိုဖန်စီလာတယ် ပြီးလို့ရင်သူတခွေတခွေလုံးကိုအတ္တမပြုတ်ချင်းခိုင်းတယ်မလောက်ချင်တဲ့သူဆိုရင်လည်းချင်းချုပ်ပြီးလောက်ခိုင်းတယ်နောက်ဆုံးသူတော့ဒီရွာကနဲ့စစ်ကြောင်းထွက်တော့မယ်ဆိုရင်အဲ့ဒီမင်းကလေးတွေကိုလေပင်ဒန်းနဲ့လှီပြီးတခိုင်းတာတွေလောက်ဆောင်ခဲ့တယ်ဆိုပြီးတော့မှကျွန်တော်တော့မိလာတဲ့စစ်တုံးပံကတစင်ပြင်ပြုတ်ပြလို့တိရတယ်လို့တည်ရင်မှုကစပြောပါတယ်အဲ့ဒီစစ်သားတွေကအသက်၃နှစ်အရွယ်မင်းကလေးကိုပါအောက်စုဖွဲ့အတ္တမပြုတ်ချင်းခေတ္တလို့တီးရပါတယ်။ ဘူဘူဂျိုမင်းဦးဆောင်လာတဲ့တခွေတီဟာအောက်တိုဘာ9ရက်နေ့ကနေ12ရက်နေ့အထိမလှိုင်မြုပ်နေအင်ဂျီတိုရွာအနီးမှာတော်လှန်ရေးတိုက်ခိုက်ခံခဲ့ရပြီးဘူဘူဂျိုမင်းသာလက်နက်ကြီးထိမှန်တေဆုံးခဲ့တယ်လို့သိရှိရပါတယ်အဲ့ဒီတိတ်ပွဲအတွင်းမှာစုစုပေါင်းစစ်ခွေးနဲ့ပီတူးစစ်တွေအပါအဝင်20ကျော်ခွေးတွေဝတ်တေတေဆုံးကစငါကောင်အစင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်စစ်ခွေးတွေကသူတို့ခေါင်းဆောင်ကူတိုင်ကမဒင်းသမားတွေ မဒင်းတက်တွေသူတို့တွေကြောင့်ပီတူစီတတားတွေလည်းအများကြီးပျက်စီးသွားပြီအတမပြုတ်ချင်းခံရတဲ့ပီတူတွေအတွက်စိတ်မကောင်းပါဘူးထပ်တူနေပါတယ်တေဆုံတဲ့စစ်ခွေးတွေနဲ့အဖမ်းခံရတဲ့စစ်ခွေးတွေအတွက်ကောင်းလိတဲ့တဒင်းနောက်တဒင်းရခိုင်ပြည်နယ်မြို့ဦးမြို့မှာ GPS တက်စင်ထားတဲ့မျက်တကောင်ကိုဒေတာခန့်တွေကဖမ်းမိခဲ့ပြီးအရခတ်တော် AA တာဝန်ရှိသူတွေထံအန်တန်ခဲ့တယ်လို့ဒေတာခန့်တွေကပြောပါတယ် မြို့ဦးမြို့နယ်ပေါံတွက်ကျေးရွာအနီးမှာအောက်တိုဘာပထမအပတ်အတွင်းကဖမ်းမိခေတာလို့မြို့ခံတဦးကပြောပါတယ်။ကက်ကူကလေးတွေကဖမ်းမိလာတာ GPS ပါတဲ့စက်ကလေးဂျိုးကုန်းကနယ်လွေပီတက်ထားတာတက်တော့အေအေကူအလိုက်တယ်လို့ပြောကြတယ်လို့မြို့ဦးဒေသခံကပြောပါတယ်။ဘလူးခင်အမျိုးအစားစုတာနဲ့ခန္ဓာကိုယ်မှာတက်ထားတဲ့စက်ကရိယာကိုဘလူးအသုံးပြုတ်တယ်ဆိုတာကိုမတိရသေးဘူးလို့ဒေတာခန္ဓာချုပ်ကပြောပါရယ် ကဲ့ရဲ့ခန္ဓာကိုယ်မှာစကားပြောဆက်အတန်ဖန်ဆက်ကိတောက်စကရိယာတွေတက်စင်ထားတာတွေတွေ့ရတယ်လို့ရခိုင်ဒေသတွင်တရင်ထောက်တူကလူမှုကွန်ရက်မှာရေးသားထားပါတယ်။လွန်ခဲ့တဲ့တရက်မှာ AD ဗီဒီယိုရုပ်တန်ဖာကိုထွက်တယ်။ကျွန်တော်တင်ကြည့်တယ်မရဘူး။ကျွန်တော်အမိပြောရမယ်ဆိုရင်တော့ရခိုင်ပြည်ဖက်မှာဆိုတော့စစ်ခွေးတွေလည်းဖြစ်နိုင်တယ်လို့အာဆာတက်တွေလည်းဖြစ်နိုင်တယ်။ဘင်္ဂလားဒေ့ရှ်တွေလည်းဖြစ်နိုင်တယ်။စစ်ခွေးတွေတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ယူဆတယ်။ ဘင်္ဂလားဒေ့ရှ်တွေဖြစ်နိုင်တယ်လို့ကျွန်တော်ကတော့ယူဆတယ်။ဒါကတော့ကျွန်တော်ယူဆချက်ပါ။နောက်တရင်အချမ်ပက်စစ်ကောင်စီလေတက်ရလူမဆန်စွာလေကြောင်းပုံးချေတိတ်ခိမှုကြောင့်အရာဝတီတိုင်းရေကြီးမြုပ်နေ။စပင်ဂျေယောကအမျိုးသမီးလေးဦးအပါဝင်အယတာ၂၄ဦးတည်ဆုံပြီးနှစ်ဆယ်တန်းရရသွားတယ်လို့တင်ပြရှိထားပါတယ်။ရေကြီးမြုပ်နေစပင်ယောကိုမနေ့ကအောက်တိုဘာ၂၃ရက်နေ့မနက်၁၇:၃၀မိနစ်မှ၁၇:၅၀မိနစ်အထိ အချမ်ပတ်လီတချက်ဖိုက်တာနစီနဲ့ပေါင်900ဘုံတလုံးနဲ့ပေါင်950ဘုံတလုံးကိုကြီချခဲ့တယ်လို့နေ့လေတနာရီ20မိနစ်မှာနောက်ထပ်ချက်ဖိုက်တာတစီနဲ့ပေါင်950ဘုံတလုံးစုစုပေါင်းဘုံ9လုံးကြီချတဲ့ခဲ့ခဲ့တယ်လို့ဒေတာခန်တွေကပြောဆိုထားပါတယ်အခုတော့ AOT တိုင်းဖက်မှာလဲစုံနေပြီစခွေးတွေအထင်သာလို့ဖြစ်မှာ AOT တိုင်းဖက်မှာတိတ်ပွဲတွေတော့ဖြစ်တယ်ဒါပေမဲ့တည်င်းတွေမရသေးဘူး သတင်းတွေကတော့ကောင်းပါဘာဖြစ်လို့လဲဆိုတော့စစ်ခွေးတွေဘုံကျေးပြီဆိုရင်တော့သူတို့အထိနာလို့ပြီးသူတွေအတွက်စိတ်မကောင်းပါဘူးထတူဝနေပါတယ်နောက်သတင်းကြောင်မင်းမြုပ်နေထေကကိုပေါင်းကျေးရွာထေကဘုံကြီးကျောင်းကိုစစ်ကောင်စီတပ်ကလေကျောင်းကနဲ့ဘုံကျေးတိတ်ခိတ်ခိတ်တာကြောင့်ဘုံကြီးတပားပြန်လွန်တော်မူသွားခဲ့ပြီးကိုရင်ကွန်တပားဒဏ်ရာရခဲ့တယ်လို့ဒေတာခံတွေထံကသိရှိရပါတယ် အောက်တိုဘာ24ရက်ညနေပိုင်း၄နာရီဝန်းကျင်မှာ Jet Fighter နဲ့ပေါင်း900ဘုံးတလုံးခြေချတာဖြစ်တယ်လို့သိရှိရပါတယ်။ထတူဝနေပါတယ်စိတ်မကောင်းပါဘူး။နောက်တည်းအနာတင်းစစ်တက်ကဂျင်ပါမဲရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ဒိုင်းရင်သားစီလုံးကြီးငွေရေးပါတီလွှတ်တော်ကိုစရီလောင်းကိုရိုက်နှက်ခဲ့တဲ့ခင်ပွင်းဖြစ်သူကိုတိတ်ကြီးမြုပ်နေအောက်ကနေမင်းရေးစခန်းကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ဒေတာခန်တွေထံကသိရှိရပါတယ်။ တိတ်ကြီးမြုပ်နေအုတ်ပင်စုကျေးရွာမှာတဆညက်ပါတီလွှတ်တော်ကိုယ်စားလီလောင်းဒိုလေးလေးမင်းကိုခင်ပွင့်ဖြစ်သူကူချိုလင်းထွန်းကရင်းနှက်ခဲ့ပြီးရွေးကောက်ပွဲကနဲ့နှုတ်ထွက်ချင်းမပြုတ်ပါကတပစ်နေလို့ချင်းချောက်လာတာကြောင့်ရေးတွေကဖန်စီခဲ့တယ်လို့သိရှိရပါတယ်ဒေတာခန်တယောက်ကသူ့ယောက်ျားကိုအယက်ထေကကနန်းလောက်ခိုးတယ်လစ်ဆာလနာရှိတယ်သူမင်းမကိုရွေးကောက်ပွဲမဝင်ဖို့အချင်းချင်းတတိပေးတယ်မရဘူး နာမီစင်ပါလာတော့အင်မာရိတ်နှက်တယ်ရွေးကောက်ပွေးကနဲ့ထွက်ဖို့ပြောတယ်မထွက်ရင်တပိနေပြုံးလို့မိမာကရေးစခန်းတိုင်လိုက်တာအဖမ်းခံရတယ်လို့ပြောပါတယ်အောက်တိုဘာ19ရက်ကဇနီးပစ်သူရဲ့တိုင်ချက်ချက်ကြောင့်ကုချိုလင်းထွန်းခကနန်ကိုအောက်ကနေမီရေးစခန်းကပအမတ်လေးစကူမင်းဆောင်2015ရွေးကောက်ဥပဒေပုံမှန်24မင်းဆောင်ကနေအပူပွင့်ထားတယ်လို့အောက်ချုပ်ရေးနဲ့နီးစပ်သူတယောက်ကပြောပါတယ် ူယုတ်ကြမှန်တယ်သူယုတ်ကြပြုတ်စကားကိုနားမထောင်လို့သူတနေ့ကြခံတယ်နောက်တရင်အောက်တိုဘာလ24ရက်ကုနာရီလောက်မှာချင်းညီနောင်အဖွဲ့ CDF ကံပလက်ထင်းချုပ်ထားတဲ့ကံပလက်မြို့မှာ CDF ကံပလက်စစ်ဦးစီချုပ်ရဲ့မင်္ဂလာဆောင်ကိုစစ်ကောင်စီတပ်ကဗုံးကျစ်တိုက်ခိုက်လို့လေးရုပ်တည်ဆုံးပြီး15ရုပ်ထပ်မနေဒဏ်ရာရရှိခဲ့တယ်လို့နေမီခန်တွေစီကသိရှိရပါတယ်ကံပလက်မြို့မှာလည်းဒလန်တွေရှိတယ်ဆိုတာကိုတည်ချပြပေါ့ကွာ ဒလန်တွေကိုနေရတကမှာရှိကြတယ်ဒီဒလန်တွေကိုကျွန်တော်တို့ရေးပေါ်တွေကတင်းချောက်ထားတဲ့နေမင်းမှာရှိခေလို့ဆိုရင်တီးခေလို့ဆိုရင်ဖမ်းကြပါထောင်းပါချက်ကြပါမောင်ရင်တော်လှန်ရေးရေးပေါ်တွေအများကြီးတည်တယ်သူတို့တွေကြောက်ပြီးသူတွေအများကြီးတည်တယ်အောက်တိုဘာလ25ရက်နေ့ရမနက်ပိုင်းအထူးတင်ကတော့ဒီလောက်ပါပဲကေတာဆွေတော့ကျွန်တော်တို့ပထမဆုံးဘူဘူချိုကဘာကူမပြောရလဲတစ်ချက်လောက်နားဆင်ကြည့်အောင်မြန်မာနိုင်ငံရဲ့အကြီးအကဲဂျပူကြီးဂျပူလုံးနဲ့အမေအာဆီယံအိမ်မက်ပြတ်သွားတယ်ဆို တမျောတာလက်ဖက်တုံးတဲ့ငါတလောက်ပေါင်းတော့တမျောတယ်မစ်စင်နာတပူရတလားမင်းဖြစ်ချင်တိုင်းဖြစ်လို့ရတယ်ရုရှားလို့တရုတ်တို့လောက်မှာမျိုးဘက်ရထားစီးရတဲ့အချင်းပဲဖြစ်ချင်တိုင်းဖြစ်လို့ရတယ်ဒီအာဆီယံနိုင်ငံတွေကတော့မင်းကိုလက်မခံဘူးဘာဖြစ်လို့လဲဒီလားဒီမှာအုတ်ချုပ်တဲ့လူတွေကကြက်ပြည့်တယ်အုံနောက်လည်းကြက်ပြည့်တယ်ပေမီတောင်းမိတယ်အရက်လည်းပေမီတောင်းမိတယ် မင်းလိုမျိုးလူကလည်းပေးမမီတောင်းမမီအုံနောက်ကလည်းပေးမမီတောင်းမမီတယ်မဟုတ်ဘူးကွာအဲကြောင့်ရိုးရိုးလေးပြောလိုက်မှတလားအုံနောက်ပေးမီတောင်းမီတဲ့လူတိုင်းကြက်ပြည့်တဲ့လူတိုင်းမင်းတို့တရားအောင်မလက်မခံဘူးမင်းနိုင်ငံမှာအခု9နှစ်မင်းဘာအုပ်ချုပ်လို့ဘာတိုးတက်လာမင်းလက်ထက်ထဲမှာဘာတွေတိုးတက်လာတဲ့ချက်ပြောကြည့်အဲ့ဒါကိုမင်းကိုဟိုကြက်မပြည့်တဲ့ကောင်လက်တဆုပ်စာတော့ဝိုင်းရတာနဲ့မင်းကိုမင်းဟောက်ပြီးတင်ပြီးတော့ဗါတယ်အာဆီယံဆမ်မစ်ကိုမင်းရလက်တမ်းမယ် five point consensus ဆိုပြီးတော့မင်းကိုဟိုးနောက်ဆုံးထိုင်ကုန်လေးထဲမှာအချင်းသားလို့ပဲမင်းမမိလားအချင်းသားလို့ပဲ2021အနောက်ပိုင်းတော့မင်းကိုထားတာပြီးတော့မင်းကိုပြောခဲ့တဲ့ဒီငါးချက်ကိုပြင်ပါဆိုတာပထမချက်ဖြစ်တဲ့ဒီမြန်မာနိုင်ငံထဲမှာအချမ်းဖတ်မှုတွေကိုချက်ချင်းရပ်ပါလို့မင်းကိုအဲ့တချက်ထဲမှာတတူလေးပဲအဲဒီပထမဦးဆုံးအချက်မှာတဝက်ပါတဲ့ဟာနောက်တစ်ခါတော့ all party they were trying to restrain လုံးမဟာ အဲဒီဟာလေးတော့မင်းကမလုတ်ပေးနိုင်ပဲနဲ့အခုမှ election ဘန်းပြပြီးတော့မင်းကအာဆီယံအစည်းအဝေးပွဲပဲတက်ချင်တာပေါ့အာဆီယံခေါင်းဆောင်တွေကိုစောက်ပေါက်ကြရတွေကိုလေးကွာတွေပြပေါက်ကြရစာအုပ်တွေပေးလက်ပတ်တုပ်တွေငါတလောက်ပေါင်းတွေကျွေးပြီးတော့မင်းလာချင်တာပေါ့အော်ချက်ပူရဲ့ချက်ပြေစမ်းပါကွာဒီမှာရှိတဲ့လူတွေအားလုံးချက်ပြေတယ်မင်းဘယ်သူမှလက်မခံဘူးကွာ မင်းအဲ့ဒီအချက်၅ချက်မှာပထမအချက်တော့မလိုက်နိုင်မနဲ့မင်းဒီစီဝေးလက်တက်ရအောင်ဒီမှာခလီးတွေအပြိုတမ်းဖဲရိုက်တဲ့ပွဲမဟုတ်ဘူးတိလာအင်းဆောက်ယူဆောက်ယူလို့ပြောရင်ဆောက်ယူတိတ်ခါကြတယ်ဂျပူတော့ဘာကောင်လေးကွာတွေ့ရတာစိတ်တွေတိုးတုံးနေတယ်ဆိုဟလာအာဆီယံစီဝေးဝဲမတက်ရလို့မင်းအစင်းနဲ့ချိန်မကွာမှန်ရှိတော့ကိုကြည့်ကိုအစင်းနဲ့ကိုဆောက်ယုံနဲ့ကိုလှုပ်ထားတာကိုဆောက်လုံနဲ့ဒီလိုအစီဝေးပွဲနဲ့မင်းနဲ့တူလာတန်လား ရှင်းဖို့သိကောင်းလားလေမင်းတေချာပြတ်တွေးကြည့်ငါတို့လေးတတ်တင်နိုင်ကိုကိုရှက်လို့အဲ့ဒါလိုမျိုးပဲမင်းအနောက်မှာမင်းကိုယုံကြည်အားကိုးပြီးတော့မင်းဘောမနဲ့လူတွေလည်းဘလို့အုံနောက်နဲ့မနဲ့လည်းမသိအဲ့ဒီကောင်းနေမင်းတို့လေးလည်းအလားကြည့်ကြတေရုရှားလောက်သွားသုံးကမြောင်လောက်ထိရဟိုးမှာညွန်မှုလောက်ဆောက်ဆင်းတဲ့ယထာပစီမိတခါလောက်မှာဗရာဒီမဘူတင်းကလာအုံနောက်ချောင်းတဲ့အချိန်မှာမင်းစီကဗာရမယ်မြူးမြက်လေးရမယ်ဆိုတော့သူ့ဆောက်ခွက်ကိုပေးတွေးလိုက်တာဟာ ပေါက်ကရ40စာအုပ်ဒီပေးလို့ပေးပေါက်ကရတဲ့ကျွေးလို့ကျွေးတယ်မိကူမဟုတ်ဘူးထင်လားလားအေးမွေးဒီမှာဘသူမှလက်ဖက်တော့လည်းငါတလောက်မှမကြိုက်ဘူးတောင်သားငါပို့ဒါပဲမိအာကုသူများတယ်မလေးတို့မလေးရှားမိပို့ဒါချင်းလည်းလာလို့ရတဲ့နေရာထင်တယ်လားတခြားလူတို့ဟုတ်ချင်အောင်မင်းတို့တော့လာချင်တိုင်းလာလို့မရဘူးတိလားအေးမွေးငါပို့စောစောစစ်စစ်ချက်သေးတုံးကောင်ဟုတ်ရနော်ပြောသားတာတွေမှနှွေကြည့်ပဲအဲ့လိုမျိုးဆိုတင်တဲ့ဒီအဘငဒူးလိုက်ကိုအဘငဒူးလိုက်မသိခင်မှာစေးချက် ်ပြုတ်ချက်နောက်ပိုင်းမှာဆုံးပြုတ်ချင်ရှိမှမဟုတ်တော့ဘူးတုံးကြီးချင်းတို့ဘဘငဒူးလိုက်ကိုဆေးဖူးတယ်ပြုတ်ဖူးတယ်ဆိုတဲ့တမိုင်းကိုစီချင်ရင် ပြုတ်ချက်ဆေးချက်ကေဒါဆွင်တော့နောက်ဗီဒီယိုကုမာဝေးပြုတ်သွားတာတစ်ချက်လောက်နားစင်ကြည့်အောင်အားရရှာတော်လည်းရေးခီးရငါးနှစ်ရှိလာပြီပေါ့နော်အနိရှိလာပြီဆိုတော့ရှေ့ဆက်လဲသွားရအောင်မယ်ခုနကလေကိုမဝီပြောခဲ့တယ်တော်လင်ရေးဆိုတာမပြီးသေးရဒီထဲမှာအမှန်တရားဘက်ကနေပြီးတော့ရက်တည်ခြင်းတဲ့သူတွေပြီးတော့ဒီမဟုတ် တာကိုမခံကျင်တဲ့သူတွေဖိနှိပ်တာကိုမခံကျင်တဲ့သူတွေအတွက်ဆက်လျှောက်ရမယ်လမ်းပဲပေါ့နော်အဲ့တော့ဆိုတော့ဆက်လျှောက်ရမယ်ခီးတွေရှိသေးတယ်ဆိုတော့အဲ့ခီးတွေမှာကရောအဲဘလို့ပုံစံတွေဆက်ပြီးတော့ဖြစ်လာနိုင်တယ်လဲနိုင်ငံရေးအပေါ်မှာလာမယ့်နှစ်တွေအတွက်ပေါ့နော်ဘလို့သုံးသက်ချင်တာရှိလဲပေါ့ပါဘာဟုတ်ဒီဒီကာလကတော့လေစာမေးပွဲကာလလို့ပြောလို့ရတယ်ကျွန်တော်တို့ကလေအာပထမနှစ်၃နှစ်လောက်ကတော့တက်စီကာလနော်ဒီကာလစာမွေးကာလစာမွေးကာလဆိုတော့ဒီစောက်ရေးကာလလည်းဖြစ်တယ် အာကြမ်းတမ်းပါဘေးဆိုတဲ့အခြေအနေတွေကိုဒီချိန်မှာကြုံရတယ်အာဆင်းရဲပါဘေးဆိုတဲ့အခြေအနေမရှိပါဘူးเนาะလှုပ်လို့စင်မပြေပါဘူးဆိုတဲ့အခြေအနေတွေကြုံရတယ်အဲ့လိုပဲလူမှန်နေရာမှန်တွေကိုကြုံရတယ်ကျွန်တော်တို့ကဒီဒီကျွန်တော်တို့ face တွေနဲ့တက်မှတ်ရတော့ဟိုကျွန်တော် interview တွေတော်တော်များများမှာပြောပါတယ်ဒီ face က second face ပေါ့နော် second face ကဆာမေးပဲ face ပဲအဲ့တော့ကျွန်တော်မခံနိုင်ကျွန်တော်ပြုတ်ကျသွားမယ်ကျွန်တော်ကြံသွားလိုက်မယ်အဲ့လိုပဲခံနိုင်တဲ့လူတကယ်လူမှန်သူမှန်တွေကကြံခဲ့မယ် အဖွဲစည်းတွေကကျစ်လက်လာလိမ့်မယ်မခိုင်မာတဲ့အဖွဲစည်းငယ်လေးတွေကပျောက်သွားလိမ့်မယ်တကယ်ခေါင်းဆောင်ကောင်းတယ်တကယ်ဟိုဟိုစီမံခန့်ခွဲမှုတွေကောင်းတယ်တကယ်ဟိုနစ်နာဒူပေတံပေခံတယ်ဆိုတဲ့သူတွေကလည်းတကယ်ခေါင်းဆောင်နေရာတွေကိုရောက်လာလိမ့်မယ်အရင်တော့ခေါင်းဆောင်မှာလို့ပြောပြီးတော့မှဒီလေးနှစ်တာမှာဆမွဲကြသွားပြီးတော့မှ short သွားမယ်ခေါင်းဆောင်တွေလည်းရှိတယ်ပြုပြင်ပြောင်းလဲရေးတွေအများကြီးရှိတယ်ပေါ့နော်ပြီးတော့တတိယ phase တတိယ phase ကမလာသေးဘူးတတိယ phase ကမှတကယ်စစ်တပ်ကို နေလန်းကလား6အဲ့မျိုးပုံစံမျိုးအဆုံးသက်တိုက်ပွဲတွေပုံစံမျိုးတွေပေါ့နော်ကျွန်တော်တို့ကအခုချိန်မှာတိုက်နေတဲ့တိုက်ပွဲတော်များများ better အဆင့်လောက်ပဲရှိတယ် စစ်ကောင်စီစစ်ကြောင်းလာတယ်ကျွန်တော်တို့တတိုက်တယ်ကျွန်တော်တို့လာတယ်သူတို့တိုက်တယ်စသဖြင့်အဲ့လိုမျိုးမဟုတ်ပဲねတနိုင်ကလုံးနဲ့ရှင်နဲ့เนาะဟိုတက်ပေါင်းစုမျိုးတွေမျိုးတွေ ਨੇ ပေါ်လာပြီးတော့မှဒီဘယ်ဒေတာရောဘလို့စထရီယိုเนาะဖိမယ်ဘယ်ဒေတာဖောက်ဖလီထားမယ်ဘယ်နေရာကိုအဓိကလုံးမယ်ဘယ်နေရာရော့ခွာထားမယ်ဒီလိုမျိုးဝါတကယ်ကိုစစ်ပွဲတတန်နဲ့တနိုင်ကလုံးဆိုင်ရအဲ့လိုမျိုးပုံစံမျိုးကိုတွားနိုင်ဖို့ကတော့ဒါဒီဆောင်ပွဲကာလပြီးမှပဲ အခုဆိုလဲသတင်းတွေအများကြီးကြားရတယ်ကွာနော်ကျွန်တော်တို့ဘက်ကစီးပေါက်တဲ့ချုပ်ကိစ္စတွေရှိနိုင်တယ်ကျွန်တော်တို့ဘက်ကပိုပြီးခိုင်မာကြစ်လစ်လာတဲ့အဖွဲ့အစည်းတွေအများကြီးတွေ့လာရတာတွေရှိတယ်ဆိုတော့ဒီဟာတွေကကျွန်တော်တို့ကဒီဆုံးသက်တိုက်ပွဲအတွက် ready ဖြစ်အောင်လုပ်နေကြတာအခုချိန်မှာလဲကျွန်တော်တို့လုပ်နေတာလဲဒါပဲအုံနောက်ဘက်ပိုင်းဆိုင်ရာဆိုတော့ကျွန်တော်ပြောစစ်ပညာတွေကိုမြန်မြန်ရအောင်တင်နေတဲ့အခြေအနေတွေတွေ့ကြုံနေဆိုတော့ဒီကာလပြီးရင်တော့နောက်ထပ်နှစ်နှစ်သုံးနှစ်ရထပ်လာအောင်မယ်အဲ့လိုပြောလို့အခုချိန်မှာလူသူအဒီစကားကြားရင် ို့တော်လန်ရနောက်ထပ်နှစ်နှစ်တောင်းနေလာတယ်ကဘာပေါ်မှာကြည့်လိုက်တော်လန်ရကကျွန်တော်တို့ fourth post hold မှာပေးချင်နော်ဒါပေမဲ့လူတွေကတော့မျောလင်းချက်နဲ့အသက်ရှင်ကြရတာဖြစ်တယ်နေ့တိုင်းမနေ့ဖြစ်မှာဘာဖြစ်မယ်ဆိုရင်အသက်ရှင်ကြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကတော့တနှစ်ပြီးတနှစ်ကတော့ဟိုဘယ်ဖွဲ့စည်းတယ်မဆိုပါနော်ဘာဒီနှစ်ကတော့ဘာတော့ရမယ်နှစ်ဘာဖြစ်မယ်နှစ်ဆိုတာကတော့ဒါတော့ကတော့ကျွန်တော်တို့မျောလင်းချက်နော် positive မျောလင်းချက်တွေရောပေးရတာပဲပေါ့နော်သို့တော် realistic ဖြစ်မဲ့ဟာကတော့ကဘာပေါ်မှာကြည့်လိုက်ရင်အတူဆုံးတော်လိုင်းရ10နှစ်ကြာ ြည့်အဲ့ဒီကအောင်ပွဲပေါ့ဆိုတော့အောင်ပွဲကလည်းဗာလဲပေါ့ question mark ကြီးကြီးရှိတယ်အောင်ပွဲဆိုတာဘယ်ဟာကိုပြောတာလဲစစ်တပ်ကိုအောင်စစ်စစ်နိုင်တော့ရအောင်ပွဲလား no မဟုတ်နော်ကျွန်တော်အလုံးစုံလူထုကိုတကယ်ကို freedom democracy service ကိုကောင်းကောင်းပေးနိုင်တဲ့အချိန်ကြောင့်မှအောင်ပွဲဖြစ်တယ်ပြီးအလုံးစုံအောင်အလုံးစုံအောင်နိုင်ရေးစစ်ပဲနိုင်လို့မရအောင်စစ်ပဲနိုင်ပြီးတော့ကျွန်တော်တို့ကြောင်းနေမရှိလိုက်လာကားပဲလေကျွန်တော်တို့ဈေးရုံဈေးခန်းမှာဈေးထိုးဖို့ရဈေးတစ်ချောင်းပဲနဲ့စလင်လေးတစ်ခုမှမရှိရင်ကျွန်တော်တို့ကဒီတော်လိုင်းရပါလားအလကားပဲပေါ့ ကျွန်တော်အလုံးစုံအောင်နိုင်ရေးဖြစ်မှရမယ်။ပြီးရင်ကျွန်တော်တို့လူမျိုးဟိုလက်နက်ကိုင်တဲ့အုပ်စုတွေဆိုရင်တော့ Defense and Security Service ကိုလူထုကိုကြကြနနပေးတဲ့တနည်းမှကျွန်တော်တို့အောင်ပွဲဖြစ်။ဘာဖြစ်လို့ရှေ့မှာအများကြီးရှိတယ်ဗျာ။ RF တွေဟာတွေကြီးလိုက်။အာတော်လန်ပြီးတော့မှပြန်ပြီးတော့မှတော်လန်တဲ့အုပ်စုတွေကပဲပြန်အာဏာရှင်ပြန်ဖြစ်သွားတယ်ဆိုရင်အောင်ပွဲရောက်ခန့်နေမှပြန်ပြီးတော့မှဆုံးရှုံးမှုကြီးကိုပြန်လှည့်သွားတာမျိုးတွေအများကြီးရှိတယ်။ကျတော့ဒီလိုခြေနေတွေတော့ကျွန်တော်တို့စက်ကြုံရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကတော့ဉာဏ်ပညာကြီးကြီးနဲ့เนาะကျွန်တော်တို့ ွားနေတဲ့လမ်းကြောင်းတွေကကျွန်တော်တို့ဘာမှမဖြစ်ခင်ကတည်းကချမှတ်ထားတဲ့ညီမှန်းချက်တွေအတိုင်းဖြစ်သွားဖို့လို့တချို့ကအစကချတာတွေညီမှန်းချက်တို့မျိုးအခုလိုမျိုးစီလေးရှိလာတဲ့တော့ကျွန်တော်တို့နည်းနည်းလေးလောက်နိုင်ခြင်လာတဲ့ချိန်လမ်းကြောင်းတွေနဲ့တွေ့ဝဲတွေ့တွေ့ဖဲတာတွေရှိတယ်ဆိုတော့အဲ့ဒီချိန်တွေတွေကိုမဖြစ်အောင်ကျွန်တော်တို့ထိန်းချောင်းရအောင်ဒါကကျွန်တော်တို့ဒီလိုမြင်ထားရပါတော့ဒီလာမယ့်နေ့တွေထဲမှာလူသူကတော့အဲတောင်းဆိုချင်သေးတယ်ကျွန်တော်တို့ကတော့နည်းနည်းတောက်ခံထားပေးပါအောင် เนาะကျွန်တော်တို့ကတော့ဒီစကားပြောပြီးရင်เนาะကျွန်တော်တို့ကတော့ဘယ်တော့မှဆန္ဒဆံမွေးကြအောင်လုပ်မဲ့လူတွေထဲမှာတော့မပါဘူးအခုသူမထွက်ချင်တော့မှကျွန်တော်တို့တော့ဆံမွေးအောင်ကျွန်တော်တို့လုပ်မဲ့လူတွေထဲမှာပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟိုကျွန်တော်တောင်းဆိုတာလေးကိုလက်ခံပေးဖို့လူထုပြင်ပန်းဆင်းရဲအောင်ကျွန်တော်တို့တည်ပါတယ်ဒါပေမဲ့ဒီတစ်ခါပဲပြင်ပန်းဆင်းရဲအောင်ကျွန်တော်တို့ဆန္ဒပြောနောက် music တွေပေါ့နော်နောက်ထပ်နောက်ထပ်မပြင်ပန်းတော့မြန်မာပြည်မှာပဲတော်တော်ခါမှဒီအာနာတွေတိန်းတာမျိုးတွေเนาะဟို တနတ်တွေနဲ့နိုင်ချင်းခံရတဲ့အခြေအနေမျိုးတွေကိုမရှိတော့အောင်ကျွန်တော်တို့အဲ့ဒါတွေကိုဆက်လုပ်ကြရမယ်အဲ့ဒီအဲ့လိုမျိုးဖြစ်အောင်ဖန်တီးကြဖို့နည်းနည်းလေးတော့တောင်းခံထားပေးဖို့လိုသေးတယ်တို့တော့လေခုချိန်ဒီတောက်ခံထားတာကိုလည်းကျေးဇူးအများကြီးတင်ပါเนาะဆိုတော့ဒီလိုချိန်နေရောရှိရှိနိုင်လေးပါသေးတယ်ကေကူမဝေပြောချင်တာကလူရင်းတူလေးနဲ့တုံးတက်ကြည့်မယ်ဆိုရင်တော့အဆုံးတပွေနောက်ဆုံးတပွေပဲကျန်တယ်ဆိုတာကိုသူပြောချင်တာတနိုင်ငယ်လုံးဆိုင်ရာတိတ်ပွေးကြည့်လာမယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်တိုင်းတလက်နဲ့ဂိုင်တွေလည်းအခုလောက်ဆိုနှိမ့်လောက်ပြီးလို့ကျွန်တော်ကတော့ယူဆတယ် သူပြောနည်းပြောပုံအရကျွန်တော်ပြောတာပါကုမာဝီပြောသွားတာတွေကပီတူလူထုတွေအတွက်အားရှိတယ်ပီတူလူထုတွေကလည်းတီးခတ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံပြည်အတွင်းမှာရှိတဲ့ပီတူလူထုတွေကိုပြောတာပါတချို့နိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေကိုလည်းစိတ်ရှိဖို့လိုပါတယ်။နောက်ဆုံးလှိုင်းတစ်လှိုင်းပဲကျင်တယ်။ဒီနောက်ဆုံးလှိုင်းမှာအပိသက်ဆိုတော့မှဖြစ်ပါတယ်ဆိုတာကိုပဲပြောချင်ပါတယ်။အားစီရှာကောင်းပါတယ်။ကြည့်ရဆိုရင်တော့ဗီဒီယိုခွေးခင်ရီပြောသားတာကိုတစ်ချက်လောက်နားဆင်ကြည့်အောင်။ကျွန်တော်ဆွေးရဦးဆောင်ပြီးတော့ အေးချောင်းကျိုးပန်းဆောင်ဝင်တယ်တမတော်ကျေးဇူးတင်ဟုတ်လားခင်ဗျားတို့အကောက်ပေးတာကျေးဇူးတင်ကျွန်တော်တို့နိုင်ငံပါတီပေါ့သူတော့ဝိုင်းပြောတယ်မလုပ်ပါနဲ့ဒီတိုင်းဆက်သွားရင်ကောင်းလားကောင်းမလားကောင်းမစားရတာကောင်းလားကဲကောင်းမရတာကောင်းမလားအတုတ်ကနေရှားပါတာကောင်းမလားဟုတ်လားတားရခွဲမရရခွဲဒီကောင်မောင်တွေကပျောက်တဲ့ခွဲနေကြတာကောင်းမလားခင်ဗျားတို့ကတော့ဒီမှာကွဲနေမှာကွဲမှာတကယ်နေရာတွေမှာခလေးတွေကြောင်းမတက်ရဘူးလေဟုတ်တယ်မလားကြောင်းနေပိတ်တာလေ အခုကြောင်မဲလို့တီဘောလို့တမတော်ကပြန်သိနေမိရှုသွားတယ်သူတို့ကျွန်တော်ကြောင်းနေရှိတော့ကျွန်တော်ယုံနေရှိတော့ယုံနေကျွန်တော်ပြန်ဆောင်းခလေးစာမတင်အောင်ပိုတော့ကကျွန်တော်တို့စာမတင်တာလက်သက်ပဲပြင်းလို့မတင်တာနော်လေထဲမှာဝါဒနာပါလို့မတင်တာတော်တော်လေးအဖေကအညွန်ညွန်ရှိပြီးတော့ကြောင်းထားပေးလို့ကျွန်တော်စာတင်ခွင့်ရခဲ့အခုကဒီလိုမဟုတ်ဘူးခလေးတွေစာတင်ခြင်းနဲ့တင်ခွင့်မြောင်ဖြစ်စီရဲ့ဒီလိုအကျံပဲအန်ဒရက်ဆိုတာနိုင်ငံတိုင်းကမှရှိတယ် မင်းတို့မရှိတဲ့ဘူးမင်းတို့တွေနော်ရှိဖို့တယ်အဲ့တော့ရှိဖို့ကအေးချမ်းချမ်းဖြစ်ဖို့အဲ့လိုအေးချမ်းချမ်းဖြစ်ဖို့ဆိုတာကဘာနေဖန်တီးနိုင်လဲရွေးကောက်ပွဲရဖန်တီးနိုင်လဲဟုတ်ပလားနတ်ရှိဘူးအခုတမရော်ဆွေကဒီအချိန်လေးရကြောင်ထိန်းလိုက်ရတယ်သို့တော်လည်း तू ကဒီလိုအေးဆေးဆေးဖြစ်တဲ့အချိန်လေးကိုပြန်လည်းဖန်တီးပေးတယ်နော်တောင်းတော့တမရော်ကြည့်ခဲ့ဒီဘက်ကယူစီလိုပါတော့ရွေးကောက်ပွဲဆိုရင်ချပါ မြေကောက်ပွဲဖြစ်တယ်ဆိုရမ်းဒီပိုင်းနဲ့ခုနတောင်းကျန်သူတို့တဘုံတို့ဘာတို့ညာလို့ဆိုတာကဘေးရောက်သွားပြီခွန်းတို့အဲတရားတို့တတ်ချက်တိုင်းတတ်လို့မရဘူးတရားတို့လာတတ်လို့ရှိရင်ပူဒီတာမန်အကျံဖက်မဟုတ်တော့ဟာနိုင်ငံတကာအကျံဖက်ဖြစ်သွားဟာဘယ်မှာသွားမြဘယ်မှာလာမြကြိုက်တဲ့နိုင်ငံဘောင်းကသူ့ကိုဖောင်းလို့စီးလို့ရတယ်ဒါခဲတော့နားတယ်ကျွန်တော်အထူးပြောတာနော်အဲ့လိုဖြစ်သွားပြီဟုတ်လားခင်ဗျားတို့အလုတ်ကန်ခွန်းသားနဲ့ပွင့်လာဖို့ဘာတွေဖြစ်လာဖို့ညာတွေအကောင်းတွေဖြစ်လာဖို့ဆိုတာရွေးကောက်ပွဲရကျွန်တော်ပြောတာ မဲဆွဲစကားမဟုတ်ဘူးနော်ဒီပါတီမဲပြီးပါပြောတော့အဲ့တော့နံပါတ်၁ကရွေးကောက်ပွဲကိုခင်ဗျားတို့ဖြစ်မြောက်ဝိုင်းမှာအားပေးရအောင်အဲ့ဒီရွေးကောက်ပွဲကိုလည်းတကယ်တရားပြတာတဲ့ရွေးကောက်ပွဲဖြစ်အောင်နိုင်ငံတော်ကစီစဉ်နေနိုင်ငံတကာကနေတက်တည်တက်ကြရတယ်ခေါ်ပြီးတော့တက်တည်ရှေ့မှာလုတ်ပြအဲ့ဒါရွေးကောက်ပွဲအောင်ပြသွားမယ်ဟုတ်ပြီမင်းတို့ရွေးကောက်ပွဲရအောင်မင်းတော့မှာပါဒါပေမဲ့ဒီထက်မင်းတို့ဘဝတွေရှုမယ်ငင်းချက်မှမဟုတ်ဘူးအဲ့ဒါပြောချင်တယ်အကြီးအချင်းမရှိတဲ့เจ้าမှာเจ้าတက်တာဘာမှတုံးစားလို့မရဘူးအလကားပဲ မင်းတို့ကြွေးကောက်ပွဲကိုနိုင်ငံတကာကအတိမတ်ပြုတ်မယ်လို့မင်းကယုံကြည်တာပေါ့နော်မကျူးစားနဲ့ဆူတောင်းရွေးကောက်ပွဲပြီးမှတော်လှန်ရေးရေးပေါ်တွေကိုနိုင်ငံတကာကတာဝန်ယူမယ်ဆိုတာကိုသူပြောချင်တာပြီးသူကိုတက်လို့မရတော့ဘူးတဲ့မင်းပြောနေတဲ့စကားတွေအားလုံးကလည်းမင်းတို့ဖက်မှလောက်တဲ့ပုံစံတွေကြီးပဲအကုန်လုံးပြောတာအခုမင်းပြောတဲ့စကားတွေကိုနားထောင်တဲ့ပြီးသူလူထုတွေကိုတနာတယ်မင်းတို့ကိုထုတ်ခံတဲ့ပြီးသူလူထုတွေရဲ့အစစ်တမ်းကဘာမှမရှိဘူးအတိငင်လည်းမရှိဘူးအတွေးအခေါ်လည်းမရှိဘူး သူတို့လူဖိကြတာမေပဲလေးတယ်တိလာမင်းတို့အပါအဝင်ပေါ့တိတ်မပြောချင်တော့ဘူးစိတ်ဆိုးမှဆိုးလို့ဟုတ်ကဲ့ပါတုံးရင်ချင်တော့ဒီမနက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးမြတ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time